်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပရမဥဆုံးပြန်သခင်ရဲ့ကြည်တော်ကိုချီးမွမ်းပါれကျေးဇူးတော်ဤအကျိုးကျေးဇူးများဆိုတဲ့ခေါင်းစဉ်နဲ့တရား၅ခုမြောက်သောဇာလံအငယ်၁ကနေ၅ကိုဆင်ခြင်သွားခြင်းပါတယ်။ ထာဝရဘုရား၏ဂုံကျေးဇူးတော်ကိုချီးမွမ်းကြတော့နာမတော်ကိုပထနာပြုကြတော့အမှုတော်တို့ကိုလူများတို့အားပြသကြတော့ထာဝရဘုရားကိုတချင်းဆိုကြတော့ဆာလံတချင်းကိုဆိုကြတော့အံ့ပွေသောအမှုတော်အပေါင်းတို့ကိုဟောပြောကြတော့တန်ရှင်းသောနာမတော်၌ဝါကျွမ်းဝမ်းမြောက်ကြတော့ထာဝရဘုရားကိုရှာတော်သူတို့သည်စိတ်နှလုံးရှင်လန်းကြစေ။ ထာဝရဘုရားနှင့်တကူတော်ကိုရှာကြလောမျက်နာတော်ကိုအစင်မပြတ်ရှာကြလောစည်ရင်တော်မူသောအောဘွယ်တို့ကို၎င်းထူဆန်းသောအမှုတော်တို့နှင့်နှုတ်ထွက်ပညတ်တို့ကို၎င်းအောင်းမေ့ကြလောဘုရားသခင်ကိုယေရှုတင်ခြင်းဟာကိုတော်ကိုချင်းမွန်းပြီးတော့ချင်းမြောက်ခြင်းဖြစ်တော်လည်းပဲကျွန်တော်တို့လူကိုယ်လည်းပြန်ပြီးတော့အကျိုးပြုတဲ့အကြောင်းကို သိမှတ်ရပါတယ် ဘုရားသခင်ရဲ့ကြေကွတော်အပေါင်းကိုပြန်လဲချီးမွမ်းခြင်းဟာပထမတစ်ချက်အနေနဲ့ကျွန်တော်တို့အာယုံကိုဘုရားသခင်စီကိုတပံပြန်လဲစေခြင်းဖြစ်တယ်။လူအသက်တာမှာဘုရားသခင် ပြုတော်မူသမျှကိုမမြင်ရအောင်တားဆီးထားတဲ့အရာတွေဆိုတာက ပြည့်နေနေတာဖြစ်တယ်။ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့အပေါ်မှာလောကနဲ့ပတ်သက်တဲ့ဝင်တွေကိုထမ်းမဲ့အစားကိုတော်ပြင်ဆင်ပေးမှုလမ်းညွှန်မှုနဲ့တစ္ဆာရှိမှုတွေအတွေ့ ကျေးဇူးတော်ချီးမွမ်းခြင်းအားဖြင့်ဘုရားသခင်ကို ပြန်တဲ့အာယုံစိုက်တင်ပါတယ်။နောက်ဒုတိယတစ်ခုအနေနဲ့ကတော့ဘုရားသခင်ရဲ့ကျေးဇူးတော်အပေါင်းကိုပြန်တဲ့ချီးမွမ်းခြင်းဟာကျွန်တော်လူမှာပြတ်တက်တဲ့စိုးရင်ပူပန်မှုတွေကိုလျော့ပါတတ်တာစေတယ်။ကျွန်တော်အားလုံးမှာဖိအားတွေမျောလင်းချက်တွေနဲ့တာဝန်တွေကိုရင်ဆိုင်ရတယ်။ကျွန်တော်ဟာကျွန်တော်ရဲ့စိုးရင်ပူပန်မှုကိုဘုရားသခင်အထံတော်ကို ကျေးဇူးတော်ချီးမွမ်းခြင်းအားဖြင့်ပြန်လည်အနံ့တဲ့အခါမှာဝန်တော်ဝန်ပိုးတွေကဘုရားသခင်အထံတော်ကိုပြောင်းသွားပြီးတော့ကျွန်တော်တို့ဘုရားသခင်နဲ့ဆက်ဆံရေးကိုပြန်လည်လမ်းဆန်းစီတယ်။ခရိယံအသက်တာလိုက်လျှောက်ခြင်းဟာ ကျွန်တော်တို့နဲ့သာတက်ဆိုင်တယ်ဆိုတဲ့တွေးတောခြင်းကနေကင်းဝေးစေပါတယ်။ဘုရားခင်နဲ့ကျွန်တော်တို့မိတ္တာဘွဲ့ခြင်းကိုကျွန်တော်တို့ကိုယ်တိုင်လှုပ်ဆောင်မဲ့အစာကိုတော်ကိုအာယုံစိုက်တဲ့အတွက်ပူတိုးမြင့်လာပါတယ်။ နောက်တတိယတစ်ခုအနေနဲ့ကတော့ဘုရားသခင်ရဲ့ခြေသူတော်အပေါင်းကိုပြန်လဲချီးမွမ်းခြင်းဟာကျွန်တော်ရဲ့ယုံကြည်ခြင်းကိုခိုင်ခန့်စေတယ်။ဘုရားသခင်ရဲ့အတိတ်ကတစ္ဆာတွေအတွင်းသခင်ယေရှုခရစ်တော်ကိုကျွန်တော်ယေရှုတင်တဲ့အခါသူ့ရဲ့လက်ရှိတစ္ဆာတော်အပေါ်မှာကျွန်တော်ရဲ့ယုံကြည်မှုတိုးမြင့်လာပါတယ်။နောက်စတုတ္ထတစ်ခုအနေနဲ့ကတော့ဘုရားသခင်ရဲ့ခြေသူတော်အပေါင်းကိုချီးမွမ်းခြင်းဟာကျွန်တော်စိတ်ကိုရှင်လန်းစေတယ်။ ပျော်ရွှင်မှုကိုခံစားရပြီးတော့စိတ်သက်ကြခြင်းကိုတိုက်ဖြတ်ပေးပါတယ်။ခြေစွတ်တော်အတွက်ခြေစွတ်ချင်းမွန်းခြင်းဟာအမြဲအကျိုးရှိပေမဲ့လည်းလွယ်ကူတယ်လို့တော့မဆိုလိုပါဘူး။ကျွန်တော်တို့လူအာယုံကိုပြောင်းပြီးတော့ဘုရားသခင်လှုပ်ဆောင်ခဲ့သမျှအတွက်ကိုတော်ကိုခြေစွတ်တင်ခြင်းကကျွန်တော်တို့သဘောထားကိုပြောင်းလဲဖို့နဲ့ကျွန်တော်တို့ရင်ဆိုင်ရသမျှစိန်ခေါ်မှုတွေကိုကျော်ဖြတ်ဖို့အတွက်မိမိကိုယ်ကိုပြန်လဲခွန်အားဖြစ်စေဖို့ အမြန်ဆုံး အကျိုးသက်ရောက်စေတဲ့နိလမ်းပဲဖြစ်တယ်။ဇာနာရှင်ချင်ခဲ့တဲ့သူတိုင်းဘုရားသခင်ရဲ့ကျေးဇူးတော်အကျိုးကျေးဇူးတွေကိုနားလည်ခံစားရပြီးတော့ဂုံကျေးဇူးတွေကိုအစဉ်ချီးမွမ်းပတနာပြုတဲ့အခါမှာဘုရားသခင်စီအာယုံတဖန်ပြန်လဲစေပြီးတော့စိုးရိမ်မှုတွေ ရော့ပါစေဖို့ယုံကြည်ခြင်းခံခံဖို့ ိတ်နှလုံးကိုလည်းရှင်နှန်းစေခြင်းအားဖြင့်လောကအတွင်ဘုရားသခင်ရဲ့တသက်တွေအဖြစ်ဘုရားသခင်အတူရှိ ကောင်းချီးပေးနေပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆော့အပ်ပါသည်။